အားလုံးပဲမင်္ဂလာပါအခုအနာရောလင်မယား၂ရောက်ပေါ့နော်အမျိုးသားအလလုတ်တဲ့ဆက်ယုံကိုသွားနေတာဖြစ်ပါတယ်ဒီဆက်ယုံရဲ့နာမည်ကတော့သူက Amazon လို့ခေါ်ရပေါ့နော်ဒီဟာတော့လူတော်တော်များများတော့သိမယ်လို့ထင်တယ်သူကနိုင်ငံပေါင်းအများကြီးကိုလည်းဒီပစ္စည်းတွေပို့ပေးတယ်ပေါ့နော် online ကနေပြီးတော့မှမှားရတာဆိုတော့ပြီးတော့ဒီလိုပစ္စည်းတွေတော်တော်များများရဲ့ဒီ brand တွေတော်တော်များများလည်းသူ့ရဲ့ app ထဲမှာလာလာပြီးမှရောင်းကြတာပေါ့နော် န်နာရဲ့အမျိုးသားလောက်တာကတော့သူကအခုဆိုရင်တော့ဒီပစ္စည်းတွေထုတ်တာပေါ့နော် အရင်တော့ကတော့ဒီလိုမျိုးဆက်ရုပ်တွေကိုသူမောင်းနေအာဒီဆက်ရုပ်တွေကကျတော့အဲ့လိုပစ္စည်းအရန်လေးတဲ့ဟာဆိုသူကဒီလိုဆက်ရုပ်တွေနဲ့တည်သွားတာလေဒါပေမဲ့ဘာဖြစ်လဲဆိုတော့တခါလေကျအဲဆက်ရုပ်ပေါ်နေပြီးမှပစ္စည်းတွေကခဏခဏပြုတ်ပြုတ်ကျတတ်တယ်ပြုတ်ပြုတ်ကျတတ်တော့ခဏခဏလိုက်ကောက်ရတယ်ကောက်တော့အဲ့ဒါအမျိုးသားကသူကအဲ့လိုမျိုးသူကမလုပ်ချင်ဘူးဆိုပြီးတော့မှအခုကတော့သူက pack ပေါ့နော်ဟို ဘယ်လိုပြောမလဲပစ္စည်းထုတ်တာပေါ့အေးထုတ်တဲ့နေရာပေါ့ဒါပေမဲ့အမျိုးမျိုးရှိတယ်ပစ္စည်းထုတ်တဲ့နေရာရှိတယ်ပစ္စည်းကို pick up ဘယ်လိုလိုက်ပြီးမှအဲယူပြီးမှစကန်ဖက်ပြီးတော့မှဒီလိုမျိုးချင်းနေမှာထည့်ပေးတာလည်းရှိတာပေါ့နော်အဲ့နာတော့တခါမှတော့အထဲထဲမှာလည်းမမြင်ဘူးအလုပ်လည်းမလုပ်ဘူးဆိုတော့မသိဘူးပေါ့နော်ဒါကတော့အမျိုးသားတော့လုပ်တဲ့စက်ယုံဆိုတာပေါ့နော်ပြပြချင်တာပါ ပြီးရင်တို့တွေကတော့အခုလိုမျိုးပေါ့နော်တို့ရဲ့ဆိုင်ရဆိုင်ရမှာတွားပြီးတော့မှပြီးပြီဆိုလို့ရှိရင်တို့တွေက pack မယ်အခုလိုမျိုး pack ပြီးသွားရင်တို့က delivery ပို့မှာပေါ့နော်ဒီ company ကိုတော့1994ခုနှစ်မှာ Jack Benson ဆိုတဲ့ DCU ကနေပြီးမှစတည်ထောင်ခဲ့တာပေါ့နော်။သူကတော့အခုဆိုအသက်62နှစ်ရှိပါပြီ။အခုကတော့ဒီတိုင်းပဲတစ်ကမ္ဘာလုံးက မစုံဆိုရင်တော့တော်တော်များများအတိကြရလေနော်ပြီးဈေးဝယ်ရတာလည်းအရန်စင်ပြေတယ်အဲ့နာတော့ဆိုလဲဈေးဝယ်တယ်ဝယ်ပြီးကိုမကြိုက်ဘူးဆိုရင်တစ်လအတွင်း return ပေါ့နော်အဲ့လိုမျိုးပြန်ပေးလို့ရတယ်ပြီးသူတို့ကပတ်စံပြန်အမ်းပေးတယ်ဒီ American နိုင်ငံမှာကျတော့အဲ့လိုမျိုးပေါ့ကိုကဒီပစ္စည်းတစ်ခုမာလိုက်တယ်ဆိုသူတို့ကသတ်မှတ်ထားတယ်နှစ်ပတ်အတွင်းတစ်လအတွင်းမှာပြန်ပြီးတော့မှပေးလို့ရတယ်ကိုမကြိုက်တာတော့စိုက်မတော်တာတော့ဆိုလို့ရှိရင် ကိုကသွားပြီးမှပြန်ပို့လို့ရတယ်ပေါ့နော်။ပြင်သူတို့အဲ့လို return လုပ်တယ်ဆိုလို့ရှင်လည်းအရန်လွယ်တယ်။တချို့ဟာတွေဆိုလို့ရှင်အဲ့လိုမျိုး online ကနေဈေးဝယ်ပြီးမှလေပြန်ပြီး return ပေါ့နော်ပြန်ပို့တဲ့အခါကျရင်တော်တော်လေးအလုပ်လျှောက်တာရှိတယ်။ဒီ Amazon ကတော့အရန်ညံ့တာပေါ့နော်။တခြားနိုင်ငံတော်တော်အဲ့နာမသိဘူး။ဒီ US နိုင်ငံမှာဆိုတော့အဲ့နာတို့လည်းဈေးဝယ်တယ်ဆိုတော့တော်တော်များများဒီကနေပဲဝယ်တာများတယ်။ပြီးတော့သူကသူတို့ဆီမှာအလုပ်လုပ်တဲ့လူဆိုရင်ဒီ Amazon ကနေပြီးမှပစ္စည်းမှားတယ်ဆိုရင် သူတို့က free delivery နဲ့ပို့ပေးတာပေါ့နော်သူတို့ရဲ့အလုပ်သမားတွေကိုဆိုရင်ပေါ့အရင်တော့ကတော့သူတို့က50နဲ့အထက်100နဲ့အထက်မှအဲ့လိုမျိုး free delivery လို့ပြောတာပေါ့ဒါပေမဲ့သူတို့ရဲ့အလုပ်သမားတွေရဲ့ခန်းစားခွင့်အတွက်ကိုသူတို့က30ဘိုးပဲဝယ်ဝယ်50ဘိုးပဲဝယ်ဝယ်ပေါ့နော်အဲ့ဘလောက်ဘိုးပဲဝယ်ဝယ်သူတို့က free delivery ပေးတယ်အာ Amazon ရဲ့အလုပ်သမားမဟုတ်ရင်တော့မရဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ အရင်တော့ဆိုရင်ဒီ prime movie ပေါ့နော် prime movie ဆိုရင်အဲ့ဒါတို့တစ်လမှာ14ဒေါ်လာ14ဒေါ်လာနဲ့69ပြဆိုတော့15ဒေါ်လာပေးရတာပေါ့တစ်လမှာ သူက Netflix လိုမျိုးပဲဗီဒီယိုတွေကိုဝင်ကြည့်လို့ရတယ်လေ။ဒါပေမဲ့အခုနောက်ပိုင်းကျတော့သူတို့ရဲ့အလုပ်သမားတွေအတွက်ဆိုပြီးမှဒီ Prime Movie ကိုဆိုလဲသူတို့ကအလကား free ပေးတယ်ပေါ့နော်။အဲနာတော့အခုနောက်ပိုင်းဆိုရင်ပတ်စံပေးစရာမလိုတော့ဘူး free ကြည့်ရတာပေါ့နော်။ဒါပေမဲ့တစ်ခါလေတချို့ရုပ်ရှင်ကအစ်စ်တွေထွက်တယ်ဆိုရင်တော့ကွာပြန်ဝင်ပြီးတော့မှကြည့်ရတော့ရှိတာပေါ့နော်။ဒါပေမဲ့အာ movie တော်တော်များများတော့အားလုံးကိုတော့ free ဒီသုံးခွင့်ရရတာပေါ့နော်အဲ့လိုမျိုး။ အန်နာရဲ့မျိုးသားကတော့ဒီမှာအလောက်လောက်တာအခုဆိုရင်၈နှစ်နေပါလောက်ရှိပြီဒီမှာလောက်တာပေါ့နော်အရန်အဆင်ပြေတယ်သူကတော့ဘာလို့ကြိုက်လဲဆိုတော့အာကိုကနေမကောင်းလို့ဘာလို့နားချင်တယ်ဆိုလို့ရှိရင်အဲရုံးကိုသွားပြီးတော့မှကျွန်တော်နားချင်တယ်ကျမနားချင်ပါတယ်တော့ပြောဆရာမလို့သူတို့ရဲ့ app ထဲမှာပဲဝင်ပြီးတော့မှကိုကအိမ်ကနေပြီးတော့ကော်ဖုန်းထဲမှာပဲလုံလိုက်တယ်ဆိုလို့ရှိရင်အေးစစ်စစ်နဲ့ပြီးသွားတာပေါ့နော် အာတချို့ဆက်ရုံနေဆိုရင်အဲ့လိုမျိုးလုံးလို့မရဘူးလေကိုကနားချင်နေဆိုရင်အလုပ်သမားဌာနကိုဖုန်းဆက်ပြီးတော့မှကိုကပြောရတာပေါ့ကွယ်မျက်နှာငယ်လေးပုံစံဖြစ်ရတာပေါ့ဒီအားကြတော့အဲ့လိုမျိုးဘသူ့ကိုမှလည်းဟိုပြောနေစရာလည်းမလိုဘူးဘာမှလုပ်စရာမလိုကိုကကိုအိမ်ကနေပြီးကိုဖုန်းထဲမှာလုံလိုက်ပြီးသွားရောဒါပေမဲ့ကိုကတော့ကိုရဲ့ဒီအလုံးပါဆိုရင်တော့ personal time ရှိတယ် unpaid time ရှိတယ်ပြီးလို့ရှိရင် vacation ဆိုတာရှိတာပေါ့နော် personal time ကကြတော့သူတို့တစ်နှစ်မှအဲ့လို6ရက်9ရက်စာလောက်ပေးတယ်ကိုနေမကောင်းတဲ့ခါကျရင် သုံးရတာပေါ့နော်အဲ့ဒါတော့ပတ်စံရတယ်အနောက်တစ်ခုကကြတော့ပတ်စံမရဘူးနေမကောင်းဘူးဆိုလို့ရှိရင်နားလို့တော့ရတယ်သူ့ပြင်မဲ့ပတ်စံမရဘူးပေါ့ vacation ကကြတော့သူကနားလို့ရတယ်ပတ်စံလည်းရတယ်ပေါ့နော်ဒါပေမဲ့အဲ vacation ကကြတော့ဘာတစ်ခုကောင်းလဲဆိုတော့သူကတသက်လုံးဆုသွားလို့ရတယ်ကွာဥပမာတစ်နှစ်မှာကိုကဆယ်ရက်ရတယ်ဆိုရင်၄၅၆နှစ်အဲ့လိုမျိုးဆုသွားလို့ရတယ်ပေါ့ကိုကဆုသွားလို့ရတယ်ဆိုတော့ကိုခီးရှည်တွေပါထွက်ချင်တယ်ဆိုရင် ဲ့ဒါနဲ့ကိုကခီးထွက်လို့ရတာပေါ့နော်ပတ်စံလည်းရတယ်လို့မျိုးဒါပေမဲ့ personal time ကကြတော့ကိုသုံးတီဖြစ်စင်မသုံးတီဖြစ်စင်နှစ်ကုန်တာနဲ့သူကနောက်တစ်နှစ်ဆိုရင်အတစ်ပြန်ဖြစ်သွားတယ်ဆိုတော့ခွာသုံးကိုသုံးရတာပေါ့နော်တစ်နှစ်မှ6ရက်9ရက်ရတယ်ဆိုရင်ကိုနေမကောင်းတဲ့အချိန်တွေရာသီဥတုမကောင်းတဲ့အချိန်တွေဟိုမှာကိစ္စတစ်ခုခုရှိတဲ့အချိန်တွေဆိုရင်တော့ဒီ personal time လေးတွေကိုပို့ပြီးသုံးတာပေါ့နော် vacation time ကတော့ကျမတို့ဒီလိုမျိုးခီးတွေပဲထွက်ဖို့အတွက်အဲ့လိုမျိုးလေးတော့တင်ထားတာပေါ့ ဒါကတော့တို့စက်ယုံကနေပေးတဲ့ benefit တွေပေါ့နော်။နောက်ပြီးတော့ကြတော့ဒီ ဒီမှာအလုံးလုံးလို့နှစ်နှစ်ပြည့်သွားပြီဆိုလို့ရှိရင်ကိုမိန်းမရပေါ့နော်ခလေးမွေးတာတို့ဘာတို့ဆိုလို့ရှိရင်လည်းအဲ့ဒီအမျိုးသားတွေက45ရက်အဲ့လိုနားလို့ရတယ်ပတ်စံလည်းရတယ်အဲ့လိုမျိုးရှိပါတယ် fit တွေပေါ့တခြား benefit တွေလည်းအများကြီးရှိတယ်အဲဆေးရုံတက်တဲ့ဟာတွေပါရယ်ဆိုလို့ရှိသေးတယ်ကျမကတော့အများကြီးမမှတ်မိတော့တာလေအဲ့လိုမျိုးရှိပါတယ်ဒါကတော့ Amazon ရဲ့အကြောင်းလေးကိုဒီနေ့အနာတိတလောက်လေးကို sharing လုပ်ပေးထားတာဖြစ်ပါတယ်အနာထက်တိတဲ့လူတွေလည်းရှိမှာပါဒီနေ့ကတော့အနာကကားလာယူတာပေါ့နော် မနေ့တုန်းကအဲ့နာရဲ့အမျိုးသားကသူ့ရဲ့ကားကိုဒီမှာထားခဲ့တာဘာဖြစ်လို့လဲဆိုတော့သူမနေ့ဖက်မှာအလုပ်သွားရင်းနဲ့ဒီကားတော့ကိုဘောနောသူဆွဲဖြုတ်လိုက်တဲ့ခါမှာတဝက်ပဲပါလဲတဝက်ကကြံ့နေခဲ့တယ်လေအဲ့ဒါနဲ့သူကလော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 နဲ့အလုံနောက်ကြမှာဆိုလို့ဆိုပြီးအဲ့တော့သူကမဖြုတ်တော့ဘဲနဲ့ညနေပြန်မှပဲအေးဆေးဆေးဖြုတ်မယ်ဆိုပြီးထားခဲ့လိုက်တာထားခဲ့တော့ဘာဖြစ်သွားလဲဆိုတော့သူကဆက်နှိုးထားတယ်လို့မျိုးဖြစ်ပြီးတော့တနေကုန်ဖြစ်သွားတော့ဒီ ဘက်ထရီပေါ့နော်ဘက်ထရီကလုံးဝတောင်းသွားတယ်ဘက်ထရီတောင်းသွားတော့သူကားမောင်းလာလို့မရဘူးအဲဒါကြောင့်ဒီနေ့မနေ့အစောကြီးနှစ်ယောက်သား HM Moto နဲ့ထလာပြီးတော့ဒီမှာကားအောင်လာယူတာပေါ့နော်ဟောဟာအင်ဂျင်မနေ့ကအင်ဂျင်ပိတ်ဆားလဲလောက်တာလေညီမဟဲ့ဘာချောတော့များလောက်သွားပြီလားမသိပါဘူးနော် ကမင်းမဝေးရဘူး။ဟုတ်မေပါတယ်နော်။တမိတမိအိတ်ထဲမှာဟိုအင်းကြီးလို့ပိတ်တယ်ပိတ်တယ်။ဘာလို့လဲ။ဒီမှာဖွင့်ထားတယ်။သူကဖွင့်နေတယ်။ဟုတ်လား။အော်โอเคโอเคโอเค။တမိဟိုအိတ်ထဲမှာလေးဝါယူလိုက်ပါလားပါပါ။ ဟောကားရှင်တော့လည်းအဲ့လိုပဲမျိုးမျိုးကြုံဆုံရတဲ့အမျိုးမျိုးဖြစ်တွေဖြစ်တွေဖြစ်ပုံမှန်ဆိုရင်မနေ့ကဆိုရင်တော့လေအဲ့လိုထုတ်ရင်တော့တော့အပုံစံလေးပြတယ်ပြတယ်မဟုတ်ဆွဲထုတ်တဲ့အချိန်မှာထိပြတယ်တော့အခုကဆွဲထုတ်တဲ့အချိန်မပြအောင်ဖြစ်တယ် โอเค เปียโนมาเนาะဟုတ်ဒါနှစ်မှာပဲဖြစ်နေရနော်ဟုတ်ရွှေချိုးပါလောက်တော့လာမသိနော်တော့မချက်ချင်းမထုံလို့လေမနေ့ကအလောက်မခက်ဘူးပပိုင် ပြင်းပြလို့မနေ့ကမထိုးဘူး။အော်။အင်းဆရာမ။ပြရတယ်လေ။ဒီမှာသူရေးထားတာလေ push တော့ဒါလည်းတစားစီကျိုးပဲ A ချမ်းပဲဖြစ်နေပြီရော။ဘောနဲ့နူးကြည့်။ဒါထုတ်ထားလိုက်တော့မလား။ဒါဆိုဟိုကဒီတိုင်းဖြုတ်လိုက်မှလားဆက်တက်ပြီးတော့ဖြုတ်စားမလို့မလား ဆက်ယုံကတော့အပြင်ကနေပဲတလောက်ပဲပြပေးလို့ရပါတယ်သူတို့အထဲလဲဝင်လို့များအရန်အနီးကပ်ဆိုရင်လဲသူတို့ကလုံခြုံရေးအရာသူတို့ကအဲ့လိုမျိုးမလုပ်ခိုင်းဘူးပေါ့နော်အဲ့ဒါကြောင့်မအေးဘောကားနှစ်စီးနဲ့ဘယ်လိုသွားမှာပါမဝဲတော့ okay အဲ့နာတော့ပြီးသွားပြီကားတော့ဆင်ပြေသွားပါပြီကျေးဇူးတော်ကြောင့်စိတ်ထင်လေးဘက်ထရီကလုံးဝဒေါင်းသွားပြီဆိုတော့အဲ့ဒါကားသွဲရမှာတိလားဆွဲတဲ့ကားခေါ်လို့ရှင်ပတ်စာကုန်မှာတစ်ခါခေါ်250ပါလဲဆုံးလားပါလို့ရပြီနော်အေးညီမ GPS ဆက်ရမှာ TBS CIB ตัวอ่ะ Head north toward North 125th East Hello? Avenue ก้ามาเลยดิน้องมาไอ้ลูกก็เล็ดใจเนี่ยมองลูกสมบัติน้องมาตบตะท่าว่าแค่ တိုင်းမှာရှိပါれကြုံဆုံရတဲ့လူဘဝတစ်အခိုက်တခဏတအဲ့တဲ့ပဲဒီပြည့်တစ်ခါပြန်လို့ရမယ်လို့ပြည့်တစ်ခါပြန်ရရမယ်ဘဝဟာလဲအလဲနေပါပဲတငယ်ချင်းရဲ့ဖြစ်ပြီးရင်ပြန်ပါပဲ တာလူဘဝတပေါ်ရိပဲဒုက္ခဒုက္ခအလုံးတလဲစီရှိတဲ့တင်လာတဲ့ဘေးပြည့်တွေ့လိုက်ရုံပဲဘယ်တော့မှအတူထောက်ရှုံးမပေးနဲ့အာတန်တာဘောဘဝဟာတိုက်ပွဲပဲအခါကစိတ်တဲ့ ကိုရှုံးမပေးလိုက်ပါနဲ့လူတွေဟာကရဲ့အစ်ချင်းမလဲခွန်ရဲ့တချို့ချို့စကားတွေမနာပိတ်ထားဘဝကိုအကောင်းဆုံးမရတီပြမင်းလုံးနိုင်နေတငယ်ချင်းဘဝကိုအရှုံးမပေးပါနဲ့ဘဝဆို တကယ်ကိုများတယ်အချမ်းစေးတိုင်းပြမလာတဲ့ခါမစိတ်မပြတ်ပါနဲ့လူဆိုရလေကြာတတ်ပါလေဒါပေမဲ့အဆုံးထိမရောက်စေနဲ့မင်းစိုးစားပြီးတော့ချိန်ချိန်ပြန်ထနိုင်နေဘဝဆိုတာနှိမ့်တယ်လက်မြင့်တယ်လက်အကွေအကောက်တရားများမှများ တော့လည်းအဲ့ဒါချင်းဆိုတော့ကောင်းလားကောင်းရင်အပေးကြပါလက်ခုပ်လေးလေးကြားချင်တယ်အဲ့ဒါရေဗီဒီယိုလေးကဒီနေ့တော့ဒီလောက်ပါပဲချစ်ပေးတဲ့သူအားလုံးကျေးဇူးများတင်ပါတယ်ရှင်ကောင်းမောင်းနေတော့ကင်မရာလည်းမကြည့်ပါဘူးအရှိ့ကိုပဲကြည့်နေရပါတယ်